တစ်တက်ကသူတို့ကိုသူတို့လေမှန်တယ်လို့ထင်နေတာဘာဖြစ်လို့လဲသိတာညီမပြီးမှဆောင်ရဲကျွယ်ပြီးတော့ကိုယ့်ကိုဆောင်ရဲတက်ပါတယ်ဆိုတဲ့ကောင်တွေကဘောမှနေတော့စစ်တက်ကလည်းသူ့ကိုသူမှားတယ်လို့ပဲထင်တော့မယ်မင်းအောင်လိုင်ကိုငါပြစ်မမြင်တော့ဘူးသိတာဘာဖြစ်လို့လဲဆိုတော့မင်းတို့အောက်တန်းသားတွေကိုမြင်ပြီးတည်းကမင်းအောင်လိုင်ကိုပြစ်မမြင်ကြတော့သိတာမင်းတို့အဲ့အဲ့ generation လိုက်ဘောမာတဲ့ကောင်လေးလေမင်းတို့ first generation လေမင်းတို့တေသွားတဲ့ကိုသေးရတော့မှအာမနာငါလို့မှ generation လိုက်ကြီးဘောမာတာမင်းတို့ဆိုင်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 ဆဲတယ်ကွာသိရမင်းတို့ဘောမာဆိုင်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 ဆဲတယ်ကွာမင်းတို့ generation လိုက်ကြီးဘောမာတာမင်းတို့ MX တွေတသိန်းသားလုံးဘောမာတာဂျေးမီယာနေစပြီး ကျမ်းပါနော်ကျမ်းပါနော်လမ်းမထောက်ထားပါအတွေ့ပဲဥပမာဗျာရက်စင်ဆိုးကြမဟုတ်ဘူးဗျာတခြားတစ်ဖွဲ့ရတိုက်လို့စစ်ကောင်စီကိုတင်းသွားရင်စစ်ကောင်စီကိုတက်ခက်သေးပိုက်နိုင်သွားရင်ကျွန်တော်လက်မတီးလို့မရဘူးလားကျွန်တော်ကတီးခွင့်မရှိဘူးလားတက်ကတော့ကျွန်တော်တို့တားတယ်ဆရာရဲ့မဆဲပါနဲ့ကိုယ်လည်းလူကြီးဖြစ်နေပြီဟိုသူတို့လာဆဲတိုင်းဘာလို့ပြန်ဆဲရမှာလဲလူကြီးတွေခလေးတွေတော့ကျွန်တော်မသိဘူးကျွန်တော်တို့လာစော်ကားရင်တော့ကျွန်တော်လည်းဘသူ့မှမစော်ကားဘူးကျွန်တော်တို့လာစော်ကားရင်တော့အဲကျွန်တော်ကိုကလစ်ကဆန်ဆန်ပါနော်ပေးရနေတော့ကျွန်တော်ပြန်မဆဲဘူးကျွန်တော်အကောင့်ကနေတော့ ဒီကျွန်တော်ပျော်နေတယ်စိတ်ကြည်နေတယ်ဆိုရင်တော့ကျွန်တော်ပြန်မဆဲဘူးအဲကျွန်တော်စိတ်မကြည်ဘူးဘာလို့တိတိလေးတင်လာဆိုတာကျွန်တော်အပကုံလိုက်ဆဲမှာအပြင်မှာတွေ့ရင်ဆောက်ခွက်ပါဆွဲထိုးမှာပြီးရင်ကျွန်တော်ကရုပ်လည်းမှတ်ထားတယ်အဲ့လိုအာချောင်တဲ့ကောင်တွေအပြင်မှာလည်းဟိုမတွေ့စင်နဲ့တွေ့ရင်ကျွန်တော်ကဟိုကျိတ်မှာဘာလဲဆိုတော့ဒါတိုင်းတဲ့ပွန်းနဲ့တော့မဆိုင်ဘူးပေါ့ပုတ်ကလီကဆန်ဆန်ပေါ့ကျိတ်မှာအဲ့လိုမျိုးသဘောလေးတော့ကျွန်တော်ကဟိုရှိတယ်ဗျာတိတာအဲကျွန်တော်အဲ့လိုမျိုးသဘောလေးတော့ရှိတယ်ညှိုးထားတာတွေဘာကြီးလဲမဟုတ်ဘူးဟိုကိုလည်းသူများကိုဘာမှလိုက်ပြောတာလည်းမရှိဘူးကိုကိုပြောရင်လည်းကိုကဟိုမှတ်ထားတယ်ပေါ့နော် ဲ့တော့ကျွန်တော်ပြောပြမယ်ပြ။နောက်တစ်ခုကရန်သူကကျွန်တော်တို့ကိုမလုံနိုင်တဲ့အလုပ်ရှိတယ်။ရန်သူကကျွန်တော်တို့နဲ့တိုက်ပွဲထဲမှာဘတ်တယ်ဖြစ်ရင်ကျွန်တော်တို့ရဲဘော်တရားသေးအောင်သူတို့ဖြစ်လို့မရအောင်။ကျွန်တော်တို့လည်းအဲ့လောက်ထိညံနေလို့ညံနေပြီးစစ်တိုက်နေတဲ့ကောင်းနေမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့တရင်တစ်ဖွဲ့တစ်ခုလုံးပြိုကျသွားအောင်လုပ်လို့ရတယ်။အဲ့ဒါဘသူတွေလုပ်လို့ရလဲဆိုကိုယ့်လူတွေပဲလုပ်လို့ရတယ်။ကိုယ့်လူချင်းချင်းကတေချာလည်းမသိပဲနဲ့တရင်တခြားတရင်တစ်ဖွဲ့ကိုသိခါချတယ် အဲဘယ်လိုပြောရမလဲပေါကရရှောက်ပြောတယ်ဆိုလို့ရှိရင်လူတို့ယုံကြည်မှုကျစင်တယ်အဲ့လိုလူတို့ယုံကြည်မှုကျစင်လို့ရှိလို့ရှိရင်ရန်ပုံငွေကျစင်တယ်ရန်ပုံငွေကျစင်လို့ရှိရင်ကျွန်တော်တို့တိဆောက်ရမယ့်အရာတွေတိဆောက်လို့မရဘူးတိဆောက်လို့မရရင်ဘာဖြစ်လဲဆိုတော့ရန်သူကိုမတိုက်နိုင်ဘူးရန်သူကိုမတိုက်နိုင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ရေးမှာ favor အဲ့တော့ဘယ်လိုဖြစ်လဲပြောပါစေကျွန်တော်တို့ကအရင်မခုံဘူးမတုံ့လောက်ဘူးပြီးရင်လည်းတော်လိုင်းအင်အားစုလို့ပြောတဲ့သူတွေကဘယ်လိုမျိုးပြောရမလဲ ဟာဒါရန်သူပြောတာပဲဆိုပြီးတော့အေးဆေးပဲဒါပေမဲ့ကိုယ့်ရဲ့တချို့တော်လိုင်းတစ်ဖွဲ့ဝင်တွေကကျွန်တော်နဲ့လည်းတွေးဆုံမှုချင်းမရှိပေါင်းသိမ်းမှုချင်းမရှိသိရှိခြင်းလည်းမရှိပဲနဲ့ပေါက်ကရရှောက်ပြောတဲ့ခါကျတော့ကျွန်တော်တို့ကတော့ဘာနဲ့နာမကိုယ်ဆိုရဲ့ချီလဲအခုချိန်ထိဟိုချီဟိုချီလဲကောင်းသေးတယ်လက်လဲကောင်းသေးတယ်အုံနောက်လဲကောင်းသေးတယ်အများကြီးလဲလှုပ်ရှားတက်တဲ့တော့ကြောင့်မို့ပြဿနာမရှိနောက်တစ်ခုကကျွန်တော်မှာနော်ကိုပိုင်တနက်လည်းရှိတယ်ကြည်လည်းရှိတယ်နော်အေးဆေးပဲဟိုဘယ်လိုပြောရမလဲရှင်မခုံဘူးများသိလားဒါပေမဲ့ကျွန်တော်မှာတရင်တစ်ဖွဲ့ရှိတယ်ဂျက်စီဆိုကြဆိုတော့တရင်တစ်ဖွဲ့ရှိတယ်တော့ကြောင့်မို့ဒီပေါက်ကရရှောက်ပြောတဲ့ဟာတွေက ခုနပြောသလိုပေါ့လူလူထောက်ခံမှုကြဆင်းပြောတယ်ရမုံငွေရောတဲ့အခါကျွန်တော်တို့တိဆောက်မဲ့ဟာတွေတိဆောက်ဖို့ခက်ခဲတယ်ခက်ခဲတဲ့အခါကျရင်ကျွန်တော်တို့တိုက်ခိုက်ဖို့မလွယ်တော့အခါရန်သူကကျွန်တော်တို့အတလွတ်နိုင်သွားတယ်ကျွန်တော်ကတော်လိုင်းရေးကြဆုံးမှကြောက်လို့တချို့ပြဿနာတွေကိုဖြေရှင်းနေရတာဖြစ်တယ်ကြံမဟုတ်ရင်ကျွန်တော်စိတ်တော်ဝင်သွားအောင်လေလို့တွေးမှပဲဆော့ွက်ထိုးအောင်မယ်ဆိုပြီးမှတ်ထားလိုက်မှအသားလေးတကယ်ပြောတာအဲ့တော့အဲ့လိုမျိုးပဲဒီပြည်သူလူထုကရောတီးခွင့်မရှိဘူးလားအဲ့မှာကျွန်တော်တို့ကစကန်တစ်ခုကိုတိနေမျိုးတစ်မျိုးကိုတိနေဆိုရင်တခြားဖွဲ့တွေကရောတီးဖို့မလိုဘူးလား ကျွန်တော်ပြောတာလေမလိုဘူးလားတီးလို့မရဘူးလားရတာပေါ့ကျွန်တော်တို့မြန်မာတော့ရတယ်အဲ့တော့ဘယ်တရင်တက်ဖွဲ့နေပဲဖြစ်ဖြစ်စစ်ကောင်စီဘုံရံသူဖြစ်တဲ့စစ်ကောင်စီကိုတိုက်ခိုက်သိမ်းပိုက်ချိန်မုန်းနိုင်တယ်ဆိုရင်ကျွန်တော်တို့ကတော့ appreciate လုပ်မှာပဲကျွန်တော်တို့ကလက်ခုပ်တီးမှာပဲကျွန်တော်တို့ကတော့ကြွားမှာပဲဒါဘာဖြစ်လဲဒါငါတို့ရဲ့ online အင်အားစုတွေနိုင်တာဆိုပြီးကျွန်တော်တို့ကတော့ကြွားမှာပဲအဲ့တော့ကျွန်တော်တို့တက်ဖွဲ့ဝင်တွေတိုက်ခိုက်ရင်လည်းခင်ဗျားတို့ကြွားရမှာအဲဒီလိုမျိုးရှိတာပေါ့နော်ဟိုကျွန်တော်အမြင်မှာတော့ဒီလိုမျိုးဖြစ်ပါဆိုကျွန်တော်တို့ online အင်အားစုဘက်ကနိုင်တာဟုတ်အဲ့တော့ကျွန်တော်ပြောချင်တာဟုတ်ပြီကျွန်တော်တို့ online အင်အားစုတွေ ဒါကျွန်တော်ဒါထောက်ပြတာချစ်လို့နော်ထောက်ပြတာကျွန်တော်ဟိုကျွန်တော်အင်အားစုတွေကဘယ်လိုလဲအခုဖြစ်နေလဲဆိုတော့ဘုံရန်သူကိုတခါလေမေ့နေကြတယ်ဥပမာပေါ့ဟိုဟိုကျွန်တော်တို့တခြားတပ်ဖွဲ့ကတိုက်လို့အောင်မြင်လို့ကျွန်တော်တို့ကလက်ခုပ်တီးကြည့်အာဘာဖြစ်လဲဆိုမင်းတို့နဲ့ဘာထိုင်လို့လဲမင်းတို့ကဘာလို့ပျော်တာလဲမင်းတို့ကရောပျော်တွေဘာဖြစ်ရညာဖြစ်လဲဟာအဲ့လိုမျိုးအော်ရောပြောတော့မရဘူးလားဗျာဒါတော်လိုင်းအင်အားစုတွေနိုင်တာလေဗျာကျွန်တော်တို့တော်လိုင်းသမားတွေကျွန်တော်တို့တော်လိုင်းသမားတွေဗျာကျွန်တော်တို့တော်လိုင်းအင်အားစုတွေနိုင်တာအဲ့တော့ကျွန်တော်တို့နိုင်ရောအတူတူမဟုတ်ဘူးလားကျွန်တော်တို့ကတော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ကအတူတူမဟုတ်ဘူးလား အဲ့တော့လည်းဆိုတဲ့ခေါင်းစဉ်အောင်ပါဗျာနှစ်ဖွဲ့ပဲရှိတယ်ဗျာနော်ပြည်တော်စုကိုယူမှန်းပြီးသွားနေတဲ့အဖွဲ့ရဗမာယူနစ်ကိုသွားနေတဲ့အဖွဲ့ရဒါပဲရှိတယ်တော်လည်းကြီးပါဒါပေမဲ့အဲ့နှစ်ဖွဲ့လုံးရဲ့ဘုံယူမှန်းချက်ကလည်းဒီအနာရှင်စနစ်ပြုတ်ကျပြီးတော့မှလူဒုလူလားတော်နိုင်ငံတော်တစ်ခုတိဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်ပဲကျွန်တော်တို့ရည်ရွယ်ချက်လည်းတူတယ်ယူမှန်းချက်တူတယ်လုံဆောင်ချက်လည်းတူတယ်ဗျာကျွန်တော်တို့အားလုံးတူတယ်ကျွန်တော်တို့မတူတာဆိုလို့တင်းရင်တစ်ဖွဲ့ပဲရှိတယ်အဲ့တော့ကျွန်တော်တို့မတူတာဆိုလို့တင်းရင်တစ်ဖွဲ့ပဲရှိတယ်ဗျာတင်းရင်တစ်ဖွဲ့ကတူအောင်လုပ်ရင်လုပ်လို့ရတယ်နော်ဒါပေမဲ့လူ900ရှိရင်တင်းရင်တင်းရင်လူ1000ရှိရင်တင်းရင်2000ဖြစ်မယ်အဲ့တော့လူ1000တင်းရင်တင်းရင်လည်းလုပ်လို့မရဘူး သူ့ရဲ့ဖွဲ့စည်းပုံမှာရှိတာ哦အဲလိုမျိုးတွေတော့ရှိတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုအာနာရှင်စနစ်ကိုအဲ့ဒီညတူတာကိုကျွဲသွားမယ်မတူတာကိုကျွဲသွားမယ်ဘယ်သူပဲရှုံးနေရှုံးနေအဲဒါကျွန်တော်တို့ရဲ့ရှုံးနေမှုပဲဘယ်သူပဲအောင်မြင်အောင်မြင်ဒါကျွန်တော်တို့ရဲ့အောင်မြင်မှုပဲဆိုတော့ကျွန်တော်တို့ဒေါ်လာရေးသမားတွေတရက်နဲ့တရက်အခုအခမ်းနည်းနည်းနဲ့ကျွန်တော်တို့ကသွားဖို့လိုတာပေါ့အခုကကျွန်တော်တို့ကြည်နေတာကျွန်တော်တို့ဒေါ်လာရေးကဘလို့ဖြစ်နေလဲဆိုကျွန်တော်တို့ငငယ်တော့ကလက်ခုပ်တီးခဲ့တယ်ကျွန်တော်တို့ကြေးရွာချစ်ချည်ရေးပွဲလိုပဲဟိုဘောလုံးမကန်ခင်မှာတော့အားလုံးအေးစေးပဲ မော်လုံးကွင်းရောက်တဲ့အထိခရယာမှုတ်တဲ့အထိအားလုံးအေးဆေးနေသေးတယ်အဲ့ဒါမှုတ်ပြီးတော့မှသူတင်ကိုရင်ကန်လဲကန်အောင်ချစ်ချစ်ရဲကန်တဲ့ကောင်နဲ့လည်းကိုနဲ့စကားမပြောတော့ဘူးကို့အတင်းသားနဲ့လည်းကိုနဲ့စကားမပြောတော့ဘူးနောက်ဆုံးရွာတွေကကောင်တွေနဲ့ပဲစကားမပြောတော့ဘူးအဲ့လိုဖြစ်အခုလည်းဒေါ်လာရေးမှာအဲ့လိုပဲဥမာရက်စီဆိုကြအောင်ထောက်ပံ့တဲ့သူကတခြားစီကြောင်းကအောင်မြင်မှုရလို့လက်ဟုတ်သွားမတီးနဲ့ဘာဆိုင်လို့လဲဘယ်လောက်ထောက်ပံ့ဘူးလို့လဲဘာညာပြဿနာရှာပြီမဟုတ်ဘူးလေဒေါ်လာရေးအင်အားစုတွေကဒါအောင်မြင်တာပဲလေဟိုထိခိုက်ရင်ရောဥမာပေါ်ရက်စီဆိုကြရဲဘော်ကြဆုံလို့တခြားစီကြောင်းအာလာငိုတယ်ဆိုရင်လည်း အဲတချို့လူတွေကဘာဆိုင်လို့မင်းတို့နဲ့ဆိုင်တာဒါသူ့တက်ဖွဲ့မင်းတို့တက်ဖွဲ့မှာမဟုတ်တာဒါမဆိုင်ဘူးလေဒါကျွန်တော်တို့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတဆုတစီတဲ့ညွတ်ညွတ်ထဲအဲကျွန်တော်တို့သွားရမယ်ဟိုခင်ဗျားတို့ရဲ့ကြဆုံမှုကကျွန်တော်တို့ရဲ့ကြဆုံမှုကျွန်တော်တို့ရဲ့အောင်မြင်မှုကလည်းခင်ဗျားတို့ရဲ့အောင်မြင်မှုပဲဒါတော်လန်ရေးအေးတက်ဖွဲ့မိမိဖက်ပဲဖြစ်ဖြစ်မိမဖက်ပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ကဟိုအတူတူဆိုတဲ့စိတ်ရှိရင်တော့ကျွန်တော်တို့အောင်မြင်နိုင်နေတာပေါ့အဲကျွန်တော်တို့ဒီတက်ပွဲတိုက်တဲ့ခါကျရင်လည်းကျွန်တော်တို့တွေ့မြင်ရတာရှိကျွန်တော်တို့ကစစ်ဦးမှာတိုက်တယ်တချို့ကကြတော့စစ်ရဲ့အခြေမှာတိုက်တယ်ပေါ့အဲ့တော့စစ်အခြေမှာတိုက်လို့ ဟိုစေဦးကတိုက်နိုင်ဖို့အတွက်စစ်ချေအဖြတ်ပေးရတာပေါ့ဒါနဲ့ဟိုလိုမျိုးဥပမာပြောပြတာနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီခါကျတော့ရှင်စစ်ချေမှာတိုက်တဲ့အဖွဲ့တွေကကိုယ့်ဘက်ကအရင်နေွားတဲ့ခါကျရင်ငါမပါလို့အရင်နေတာဆိုတဲ့ပြဿနာရယ်နောက်တစ်ခုကကျတော့ဟိုဒါငါတို့ဖွဲ့မှာမဟုတ်တာဘာမှဖြစ်ပါဘူးမဟုတ်လေဒီစစ်ချေမှာအရင်နေစေဦးကကောင်းနေလဲခံရဖို့အလားလားရှိတာပေါ့ဒါဘယ်ဘက်ကပဲအရေးနေနေကျွန်တော်တို့အရေးနေတာပဲအဲ့လိုပဲဘယ်ဘက်ကပဲအရေးသာသာကျွန်တော်တို့အရေးသာတာပဲအဲကျွန်တော်တို့ဒီတပ်ဖွဲ့တပ်ဖွဲ့ဝင်တွေကတော့အဲ့လိုမျိုးရှိတာပေါ့အဲ့လိုမျိုးရှိဖို့အတွက်လည်းကျွန်တော်တို့ခေါင်းဆောင်တွေနဲ့စိုင်းတယ်လို့ကျွန်တော်တို့ကတော့ထင်တယ်ခေါင်းဆောင်တွေအနေနဲ့ကိုယ့်ရဲ့တိုင်းတပ်ဖွဲ့ကိုကောင်းကောင်း ဟိုစိတ်ထားနှလုံးသားကောင်းနေရှိဖို့စည်ရည်ရချက်မှန်ဖို့နိုင်ငံရေးရချက်မှန်ဖို့ထင်းချောင်းတင်တယ်လို့ဟိုထင်တယ်ပေါ့ငါ့ကိုချင်းပြီးရောငါ့ကိုဟိုငါနောက်လိုက်ရင်ပြီးရောဆိုတဲ့အတွေးမျိုးပဲထားရင်တော့မဟုတ်ဘူးနောက်တော့ဗာလဲဆိုတော့ကျွန်တော်တို့ရဲဘော်တွေကကိုယ့်ရဲ့ခေါင်းဆောင်ကိုချစ်ခင်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ခေါင်းဆောင်ရဲ့ဆုံးမဩဝါဒတွေကကိုယ့်ရဲ့ခေါင်းဆောင်ရဲ့အနေထိုင်ပြုမှုတွေကသူတို့ပေါ်အများကြီးလွှမ်းမိုးမှုရှိတယ်အဲ့တော့အဲ့လိုစကားကြားဘူးလားမသိဘူးဟိုဘယ်လိုပြောရမလဲမိမဆုံးမဖမဆုံးမဆိုတဲ့စကားကိုခင်ဗျားတို့ကြားဘူးလားမသိဘူးဘယ်လိုပြောရမလဲမိမဆုံးမဖမဆုံးမရင်တာသမီတွေကအရင်ဆိုင်လေးတွေဖြစ်တယ်အဲ့တော့အရင်ဆိုင်လေးတွေဖြစ်လို့ရှင့် ဘလို့တိတ်ခါကြတယ်ဆိုဒီမိသားစုကြီးတိတ်ခါကြတာပေါ့ဗျာမိမဆုံးမဖမဆုံးမသားလေးတွေကဟိုတားသမီးတွေအရင်ဆိုင်မွေးသွားရင်ဘလို့ဖြစ်လဲဆိုတော့ဒီမိသားစုတိတ်ခါကြတာပေါ့မဟုတ်လားအဲ့တော့ကျွန်တော်ပြောတာကျွန်တော်တို့ရဲ့ရဲဘော်ညီကောင်တို့မတွေကကိုနောက်လိုက်ရင်ပြီးရောကို့ချင်ပြီးရောဟိုလုံးလို့မရဘူးကျွန်တော်ထင်တာလေလုံးလို့မရဘူးလုံးတင်ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုဘသူပဲကြာရှုံရှုံကျွန်တော်တို့အတူတူကဝမ်းနေရမယ်ဘသူပဲအောင်မြင်မြင်ကျွန်တော်တို့အတူတူကပျော်ရွှင်ရမယ်ကျွန်တော်တို့ဒီဟိုတော်လန်ရေးဆိုတဲ့အောက်မှာ ရည်ရွယ်ချက်ကောရည်မှန်းချက်ကောလှုံ့ဆော်ချက်ကောကျွန်တော်တို့ကတူတဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ကဖြစ်တယ်အဲ့တော့ကြေးရွာချစ်ကြည်ပွဲလို့ဘောလုံးပွဲပြီးစကားမပြောအဲ့လိုမျိုးတော့ဟိုမဖြစ်စေချင်ဘူးပေါ့နော်အဲခုနပြောသလိုပေါ့ရဲဘော်တွေကကိုယ့်ရဲ့ခေါင်းဆောင်နေရဲ့အပြုတ်မှုအနေထိုင်အပြောဆိုတွေကသူတို့ပေါ်မှာအများစွာလွှမ်းမိုးမှုရှိအဲ့ဒီဟာတွေကကိုယ်ကတတိထားရမယ်ပေါ့ကိုယ်ကတတိထားရမယ်ဟိုကိုယ်ကိုထောက်ခံပြီးရောကိုယ့်ကိုချစ်ရင်ပြီးရောဆိုပြီးတော့မှဟိုလက်လို့စပယ်ထားလို့မရဘူးအဲ့ကြလို့ရှင်ဘာဖြစ်လဲဆိုတော့ခုနကျွန်တော်ပြောသလိုဟိုမိမဆိုးမဖမဆိုးမလေးတွေဖြစ်သွားတဲ့အခါဒီအိမ်ကတိတ်ခါကြတယ်အဲ့ဒီအိမ်ကဘာအိမ်လဲဆိုတော့တော်လန်ရဲ့အိမ်ပေါ့ဗျာ ျွန်တော်တို့ဒေါ်လာရေးအိမ်ကြီးပေါ့ကျွန်တော်တို့ဒေါ်လာရေးလှေကြီးပေါ့တလေလဲကျွန်တော်တို့ကစီးပြီးတော့ရေဆန်တက်နေကြတဲ့ကျွန်တော်တို့ကကောင်းနေလေကျွန်တော်တို့တိုင်တက်ဖွဲ့ချင်းချင်းဒီတလေလဲစီးပြီးတော့မှရေဆန်တက်နေရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့ငခိုးမတကောင်နဲ့တလေလုံးဟိုမပုတ်ချင်ဘူးအဲ့တော့ကျွန်တော်တို့ပြောလိုတာက justice ဆိုကြအနေနဲ့ဒီဒေါ်လာရေးလှေကြီးကိုမပုတ်စေရအောင်အဲ့တော့တခြားတိုင်တက်ဖွဲ့တွေလည်းဟိုဒီကြောင့်ဟိုကြောင့်မပုတ်အောင်ကိုယ့်ရဲ့တိုင်တက်ဖွဲ့ဝင်တွေကိုဆနေပြကြထိန်းချောင်းပေးတယ်ဆိုရင်တော့ဟိုမိမဆုံးမဖမဆုံးမဖြစ်တော့ဘူးဗျာအဲဒါဒါမျိုးကြီးကျွန်တော်ကတကယ်ခဲ့တဲ့တိုက်ပွဲထဲမှာအဲ့တော့ပြဿနာတက်ခဲ့တဲ့ ောင်းဆုံးရှင်းဖို့ကျွန်တော်ကြိုးစားတယ်ဒါပေမဲ့လည်းကျွန်တော်တို့ရှင်းလို့မရခဲ့ဘယ်နဲ့လူတို့ကိုထုတ်ပြောလိုက်ရတာရှိသွားတယ်ပေါ့အဲ့ဒီကျွန်တော်တို့ပြန်ပြောခံရတာပြဿနာရှာခံရတာမျိုးရှိတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကတော့ပြဿနာမရှိပါဘူးဟိုမှာကျွန်တော်တို့တက်ဖွဲ့မှာဒီလက်နဲ့ရောက်လာလို့ဒီလက်နဲ့က error ဖြစ်သွားလို့ကျွန်တော်ရဲဘော်ထိခိုက်သွားတာမှန်တာပေါ့ခင်ဗျားတို့မှဟိုဒါကမင်းတို့ရဲဘော်ထိခိုက်တာငါတို့ရဲဘော်ဟိုထိခိုက်တာမဟုတ်ဘူးဆိုတော့ဟိုစကားမျိုးပြောရင်တော့လေခင်ဗျားတို့အတွေးခေါ်တွေကမှန်ပါတယ် ဒါပေမဲ့ Jesse ဆိုကြရဲဘော်တည်တယ်ခင်ဗျားတို့ရဲ့ညီကိုမောင်တို့မှခင်ဗျားတို့ရဲ့ရဲဘော်ရဲဘက်ဝင်လို့တွေးတယ်ဆိုရင်တော့ဒီလိုစကားမျိုးတွေပဲပြောတော့မယ်ကျွန်တော်တို့ကတော့ဘယ်တရင်တစ်ဖွဲ့ဝင်မဆိုဖိခိုက်ရင်ကျွန်တော်တို့ဝန်းနေတာပဲဘယ်တရင်တစ်ဖွဲ့မဆိုဟိုရွံ့ရွံ့ချွချွတော်လန်နေတာတွေ့ရင်သူကောင်းပြုခံရမယ်လူတွေကပါရင်ကျွန်တော်တို့ကလည်းသူကောင်းပြုတာပဲ appreciate လုပ်တာပဲကျွန်တော်တို့ကလည်းလေးစားတာပဲကျွန်တော်တို့အားကြတာပဲကျွန်တော်တို့ချစ်ခင်ရတာပဲအဲ့တော့ကျွန်တော်တို့ကပို့ပြီးတော့မှသိရှိနားလည်တဲ့ကောင်းကောင်းတွေတွေ့ရင်ကျွန်တော်တို့ကလည်းလိုက်တာပဲရှင်းပြပြောရမယ်ကျွန်တော်တို့ကဟိုထမင်းစားကြုံခံနေတော့မဟုတ်ဘူးကျွန်တော်တို့လည်းကျွန်တော်တို့ သွားရမယ်လမ်းမှာကျွန်တော်တို့ဥဆောင်တဲ့သူကကျွန်တော်တို့ဥဆောင်ဥရဲ့အပြုရဲ့လားတောင်းဝင်မှုတောင်းဝင်ခံမှုရှိရလားဆိုတော့ကျွန်တော်တို့လည်းကြည့်အဲ့တော့ဂျက်စစ်ဆိုကြမှာကျွန်တော်ပြောပြချင်တာကျွန်တော်တို့ဂျက်စစ်ဆိုကြမှာရဲဘော်တွေကိုကျွန်တော်တို့အများရမှာဂျက်စစ်ဆိုကြသည်စီရီရွေချက်နိုင်ငံကြီးရွေချက်မှန်မှန်တော့တဲ့နေ့မင်းတို့ဂျက်စစ်ဆိုကြကိုစွန့်ခွာဖို့အဲ့တော့ဂျက်စစ်ဆိုကြရဲ့စီရီရွေချက်ကဘာလဲဆိုတော့အနာရှင်စနစ်ပြတ်သုံးရေးပေါ့ဗျာနော်အနာရှင်စနစ်ပြတ်သုံးရေးကျွန်တော်တို့နိုင်ငံတော်တစ်တိဆောက်ရေးကျွန်တော်တို့မှာတခြားသောနိုင်ငံကြီးရွေချက်စီရီရွေချက်မရှိဘူးကျွန်တော်တို့မှာတစ္ဆာလေးတန်လေးချက်ရှိတယ်ဒါအောင်စနစ်တကြအကောင့်ထဲပေါ့မယ်အဲ့တော့ဂျက်စစ်ဆိုကြလက်ရှိအကောင့်ထဲပေါ်နေတာကတော့ရှင်းရှင်းလေးပဲစစ်ကောင်စီကိုကျွန်တော်တို့တိုက်ဖို့အတွက် ကျွန်တော်တို့စေဆွမ်းကျွန်တော်တို့စေဆွမ်းအားဒီနှစ်ရက်ကိုကျွန်တော်တို့ Jersey ဆိုကြအနေနဲ့ကျွန်တော်တို့တီဆောင်နေတယ်ဒါလူတို့ကိုကျွန်တော်တို့ပြောပြတယ်အဲ့တော့ကျွန်တော် Jersey ဆိုကြအနေနဲ့ကျွန်တော်တို့စေဟိုတိုက်ဆွမ်းရေတိုက်ဆွမ်းအားနှစ်ရက်ကိုကျွန်တော်တို့တီဆောင်နေတယ်အဲ့တော့ကျွန်တော်တို့တိုက်ဆွမ်းအားတွေရှိလာဖို့အတွက်ကျွန်တော်တို့သင်တန်းတွေအဆက်မပြတ်ဟောသူဒီတိုက်ဆွမ်းအားမြင်းနဲ့တက်ဖို့ ချင်းတိုက်ခိုက်နေတာဖြစ်တယ်။အဲ့ဒီမှာတိုက်ဆွမ်းအားမြင့်ဖို့ကျွန်တော်တို့နီးပညာတက်ဖွဲ့တွေတိဆောက်တယ်။ကျွန်တော်တို့ဒုံးတွေတိဆောက်တယ်လက်နက်ခဲရင်းတွေကျွန်တော်တို့တိဆောက်တယ်။အဲ့တော့ကျွန်တော်တို့ကတိုက်ဆွမ်းရင်းမြင့်တဲ့လက်နက်တွေနဲ့တိုက်ဆွမ်းရင်းမြင့်တဲ့ရဲဘော်တွေရရှိလာတဲ့အခါကျွန်တော်တို့တိုက်ဆွမ်းအားတည့်ရဖြစ်လာတယ်။အဲ့ခါကျရင်ကျွန်တော်တို့ရဲ့မျောလင့်ချက်ကျွန်တော်တို့ရဲ့အတားလူတူရဲ့မျောလင့်ချက်ကိုကျွန်တော်တို့အကောင့်ထဲပေါ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီရဲစစ်စိုးကြားပေးကိုခင်ဗျားတို့လေ့လာကြည့်။တိုက်ဆွမ်းရင်းတိုက်ဆွမ်းအားနှစ်ရက်ကိုလုံးဝမလျော့တော့ကျွန်တော်တို့အမြဲတမ်းလုပ်နေတယ်။